ဒါပေမဲ့အခုမှပြောတော့ဘာဖြစ်သွားလိုက်သီလား too little too late အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်အပါဝင်အများစုကအာဏာရှင်စနစ်အောက်မှာကြီးမြင့်လာခဲ့ကြတဲ့ခါကြတော့တွန့်တောင်းမေးခွန်းမထုတ်ရဲဘူးမဝေပံရဲမပြောရဲဘူးဒါပြလူတွေမှာအတက်ကိုစီရှိတဲ့အခါကျတော့ငါပြောလိုက်ငါကိုမုံမယ်ငါကိုဘေးဖယ်မယ်ဝိုင်းတိုက်ခိုက်ကြမယ်ဆိုတော့အကြောက်တရားနဲ့အစွဲတရားတွေရှိတယ် တော့ကျွန်တော်တို့ဒီမိုကရေစီလိုချင်တယ်ဖက်ဒရယ်ကိုလိုချင်တယ်ဆိုမြေပြင်မှာဂျန်စီကအသက်ပေးပြီးတော့တိုက်နေသေးတာပဲကျွန်တော်တို့ကဒီလောက်လေးတော့ကိုဂျိုးစွန့်နိုင်ရမှာပေါ့ကျွန်တော်တို့ကကိုထူးအိမ်သိင်းရဲ့ဇကားလိုပဲမင်းအတ္တစိတ်ကိုမိပုံရှော့နိုင်မှဆိုတဲ့ဇကားအတိုင်းနိုင်ငံတကာရောက်မြန်မာတွေအနေနဲ့အလောက်လေးတော့ကျွန်တော်တို့ရဲ့အတ္တကိုမိပုံရှော့ပြီးတော့အမှန်တရားတော့ကိုရေရေဝုန်းကိုအချိန်နဲ့တပြင်းကြီးရက်တရမှာဗျာ အဲ့ခမည်းတော်အချိန်နဲ့တပြင်းကြီးမရက်တည်ဘူးအမှန်တရားကိုတီးတီးနဲ့မပြောဘူးဆိုရင်ကျွန်တော်ဆွဆွကြက်လာပြီအဲ့ခမည်းတော်ဒီလေတော်လိုင်းရေးကိုပြက်စီးအောင်ဖြက်စီးတဲ့သူပဲရန်သူအားပေးတဲ့သူပဲဓာတ်ရဲမိုးရင်တော့တွယ်ဝိုက်ပြီးတော့ဖြစ်တယ်လို့ကျွန်တော်ဒီနေရာကနေအတိလင်းချိန်ညာပြောဆိုတယ်ကျွန်တော်အဲ့ဒါကိုပြောတယ်ကျွန်တော်ပြောတဲ့နေရာမှာ အချိန်နဲ့တပြေးညီလို့ကျွန်တော်ပြောတယ်ကျွန်တော်ဘာကြောင့်ပြောတယ်လဲသိလားပြီးခဲ့တဲ့ရက်ပိုင်းက RFA မှာလုတ်ခဲ့တဲ့ဥက္ကမောင်စုစာမတပုတ်တင်တယ်ဥကျော်စောထွက်တာနဲ့ပတ်သက်ပြီးတော့စာမတပုတ်တင်တယ်ကျွန်တော်ဖတ်လိုက်တယ်ကျွန်တော်ရဲ့စီနီယာအကိုကြီးအွယ်နော် ဒီဥက္ကမောင်စိုးတို့ဆိုလဲဒါနိုင်ငံရေးအစင်လာရှိတဲ့ပုံကိုကြီးရဒါပေမဲ့အခုမှပြောတော့ဘာဖြစ်သွားလိုက်သီလား too little too late အရန်နောက်ကြတယ်လင်းနဲ့ကြော်သွားပြီအဲ့ဒီ ပရမတ်တနစ်ခရေကစပြီးတော့ဒီလေမှာပေါက်နေတယ်ဆိုတာမြင်လို့ကျွန်တော်တို့ဝိုင်းဖာဖို့ပြောတဲ့အချိန်မှာအဲ့လိုပြောတဲ့သူတွေကိုတပ်ပါတီဆိုပြီးတော့အပိန်အုပ်ကြီးကဝိုင်းပြီးတော့အာကြတယ်အဲ့တော့တနစ်ကနေနှစ်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 ကနေသုံးနှစ်သုံးနှစ်ကနေလေးနှစ်အခုငါးနှစ်တည်းဝင်တဲ့အချိန်မှာ ဥက္ကမောင်စိုးလို့ပုံကိုတော်မှမြေပြင်မှာရှိသောခေါင်းဆောင်မှုတို့နော်ပြောလာပြီရံပုံငွေကြေးကိစ္စတို့သူစောင်းမနဲ့ကျွန်တော်ဖတ်လိုက်ရပါလေဒါပေမဲ့ကျူးစုပါလေဘာကြောင့်လဲဆိုတော့ဘယ်တော့မှမလုပ်တာထိစားရင်အခုတခုခုလုပ်ပြီးပြောလိုက်တဲ့အတွက်ကျူးစုတယ် ါကြောင့်လေကျွန်တော်တို့တော်လိုင်းရေးကြီးအောင်ဖို့လို့အတွက်ပတ်စံဆိုတာ ਨੇ ဒီ military ဆိုတာ ਨੇ ကကျွန်တော်တို့ကသွားပြီးချိတ်ဆက်ပြီးတော့ဖြစ်နေတဲ့အခါမှာဒီမြေပြင်မှာရှိတဲ့တပ်ဖွဲ့တွေအင်အားကောင်းမှုမြေပြင်မှာရှိသောခေါင်းဆောင်မှုလိုတယ်ပြီးတော့ငွေကြေးရမငွေတွေလိုတယ်အဲ့ဒါကဒကနာထို့ပြင်အဲ့ဒီငွေကြေးတွေအလေအလွတ်တွေမဖြစ်ရအောင်ရတဲ့ဟာတွေတော်လိုင်းရေးတွေဝင်ရအောင်ပြီးတဲ့သူတွေက ိတဲ့အချိန်မှာမပြောခဲ့ဘူးဆိုရင်ခမညာသိတဲ့အချိန်မှာခမညာပြောရမယ်သိတဲ့အချိန်မှာမပြောခဲ့အဲ့ဒါကလေမိသူမဆိုးပူပေါင်းကြံစင်မှုတာဝင်မဲ့မှုတာဝင်ပြက်ကွက်မှုအလုခေါ်တယ်ဗျဥပဒေမှာအလုခေါ်တယ်ဗျ အေးတိတိကြီးနဲ့ဇုံမိတ်ပြီးတော့နားပင်းကျင်အောင်စောင့်နေတဲ့သူတွေဆိုရင်အဲ့ဒါတော်လိုင်းရေးကိုပြက်စီးအောင်တမင်ဖြက်စီးတဲ့သူတွေဖြစ်ကျွန်တော်တို့ကဆွတ်ဆွဲပြစ်တင်ပြီးတော့ပြောရလိမ့်မယ်အေးအဲ့ဒါတွေကိုတော့ကျွန်တော်တို့ကမတိကျင်အောင်စောင့်ပြီးယူကျင်အောင်စောင့်ပြီးတော့ထိတ်ကနေပိတ်နေရင်တော့ရအောင်လို့ဖယ်ရှားပြစ်ရမယ်တို့နေရာမှာတကယ်ကိုတော်လိုင်းရေးကိုအောင်မြင်အောင်လုပ်နိုင်တဲ့သူတွေနဲ့အစားထိုးကြလိမ့်မယ်ထိုးဖို့လည်းလုပ်ကြရမယ်နောက်တစ်ခု ျွန်တော်နောက်ထပ်ဥပမာလေးတစ်ခုပြောပြရဲဒီနေ့ live ကိုကျွန်တော်ညီအောင်ချက်ပါအဲ့ဒါပါလဲဆိုတော့ဒီရက်ပိုင်းမှာကျွန်တော်တို့မကြားဘူးတဲ့เนาะကျွန်တော်လည်းမသိဘူးเนาะနံပါတ်တစ်ခုကနံပါတ်တစ်ခုကတော်တော်လေးခက်စားနေတယ်အဲ့ဒါကဘာလဲဆိုတော့မောင်ခမ်းွားတဲ့ ဲ့တော့အဲ့ဒီမောက်ခမ်းဝါရဲ့တခြားဟိုဟာကိစ္စဒီဟာကိစ္စတော့ကျွန်တော်ပြည်သူတွေလည်းကြားပူမှာပေါ့ကျွန်တော်မသိဘူးလူလဲမမြင်ဘူးဘာကြောင့်လဲကျွန်တော်အင်္ဂလန်မှာကျွန်တော်ကိုလာဆက်တော့ပြီးပြောတဲ့သတင်းတွေဆိုရင်အခုကြည့်နေတဲ့ live ကြည့်နေတဲ့ထက်မှာအဲ့ဒီမိတ်ဆွေတွေရှိတယ်ဝါလဘူဂျာကြီးကိစ္စကလေးကကျွန်တော်ရအောင်ပြောတယ် တရားမျှတမှုအတွက်တော်လိုက်လုတ်တဲ့သူအချင်းချင်းမှာမတရားမှုကျွန်တော်လက်မခံဘူးကျွန်တော်အဲ့ကလေးကပြောတယ်မှတ်မိလားကြည်လိုက်အဲ့တော့ကနော်ကျွန်တော်ပြောပြမယ်အခုဂျန်ဇက်အာမီဆိုပြီးတော့ဖြစ်လာတဲ့ဂျန်ဇက်တို့လူလေးစက်နှစ်ယောက်ပဲရှိသေးတယ်သူတို့ကိုအဲ့ဒီဝက်လက်ပကပကရွာပြင်မှာတော့နေခွင့်မပေးတဲ့အခါမှာကျွန်တော်တခါတည်းပြည်သူအတွက်မောက်ဇက်မောက်ပီးစ်ဖြစ်ခဲ့တယ်ကျွန်တော်ပြောခဲ့တယ်အော်လန်ဖြစ်ခဲ့တယ်ကျွန်တော်ပြောခဲ့တယ် ဒီလိုပြောခြင်းသည်ကျွန်တော်သည်ဘဒုဘုကမနစ်နာစီလိုတဲ့စိတ်မဟုတ်ဘူးဒါပေမဲ့နစ်နက်သွားတဲ့လူတွေအတွက်အဲ့ဒီအတွက်ကိုကျွန်တော်တို့ remedy ဖြစ်စေခြင်းကုတမှုကုထုံးလို့ကျွန်တော်ဒီတော်လိုင်းရေးကြီးသည်မတရားမှုတွေကြီးစိုးလာရင်တော်လိုင်းရေးကိုထိမယ်ဆိုတာကိုကြုံမြင်လို့ပြောခဲ့တာဒါပေမဲ့အဲ့ဒီအချိန်ကလေးအခုချိန်ကြီးမပြောနဲ့ဒလန် မပြောနဲ့စစ်ကောင်စီအားရမယ်မပြောနဲ့မပြောနဲ့မပြောနဲ့ပိတ်ရင်ဖာရင်ဖုံးရင်ဖိရင်ဖာရင် ဘာဖြစ်လာလဲအပေါက်ကြီးကကြီးလာတယ်အဲ့တော့ခုနကမောင်ခမ်းဝါအကြောင်းကျွန်တော်ပြောမယ်စာမတစ်ခုကျွန်တော်တွေ့တယ် post fashion ကခန့်ကူတဲ့ကျွန်တော်သူနဲ့မသိပါဘူးဒါလည်းသူများ share လို့ကျွန်တော်ဖတ်လိုက်ရတာအဲ့တော့အဲ့ဒီမှာသူရေးထားတာဘာရေးထားလဲဆိုတော့သဘုံကော်ဖီနဲ့ပတ်သက်ပြီးတော့ပြောတယ်ကျွန်တော်ဒီ ခုနကကျွန်တော်ဒီနေ့ main point ဒီပတ်စံနဲ့ military နဲ့ဆက်ဆက်မှုအဲ့ဒါနဲ့တော်လေအောင်မြင်မှုအဲ့ဒါကိုကျွန်တော်ရဲ့အဓိက point เนาะကျွန်တော်ဒီတော်လန်ရေးကိုပဲရှင်းရှုပြီးပြောနေခြင်းဖြစ်တယ်အဲ့တော့သူရေးရတဲ့ဟာမှာကျွန်တော်ဖတ်ကြည့်လိုက်တော့ကျွန်တော်မျက်လုံးပြူတယ်เนาะအဲ့တော့သူ့ရဲ့မောင်ခမ်းဝါရဲ့တခြားကိစ္စတွေသူများတွေလည်းပြောနေတော့ကျွန်တော်အဲ့ဒါကိုကြော်လိုက်တော့ကျွန်တော်ဘာကိုပြောမလဲဆိုတော့ ဟာတဘုံကော်ဖီကသူနဲ့ကြော်ညာပြီးသူကကော်မရှင်ကနေအများကြီးရတာဆိုပဲတဘုံကော်ဖီဆိုတာကိုကျွန်တော်တို့ဒီဆယ်လီတွေနဲ့ကြော်ညာပြီးတော့ဒေါ်လာရေးအတွက်ကိုအကုန်လုံးကပတ်စံတွေရောက်မဲ့ပုံစံလိုလိုအခုကြတော့မှသူရေးထားတဲ့ဟာကိုကြည့်လိုက်တဲ့အခါကျတော့အကျိုးအမြတ်ကို40 60 40ကဒေါ်လာရေးအတွက်60ကတော့စီးပွားရေးလိုအပ်ချက်အတွက်ပြန်သုံးနေတယ် အဲ့60ကမှမောင်ခမ်းဝါကပို့စီပြီးကြော်ညာကကဘလောက်ဓာတ်ပုံရိုက်ခကဘလောက်ကိုယ်စလဲကကဘလောက်ဆိုပြီးယူတယ်တဲ့ဒါရဲပြင်ဒေါ်လာအတွက်ဆိုတဲ့60ရာခိုင်နှုန်းဆိုတာကိုလေမောင်ခမ်းဝါပဲယူတယ်တဲ့လွိုင်းကောဘီရီယပ်ဆိုတာနာမည်ပဲတက်ခံထားရတာပြီးမှ तू ပြန်ပေးသလောက်ပဲရတယ်တဲ့ဒါ तू ရေးရတာခန့်ကိုရေးရတာကျွန်တော် I don't know who is he เนาะ ဒီမှာသူက public နဲ့ရေးတဲ့အခါကျတော့ကျွန်တော် public နဲ့ဖတ်လိုက်ရတယ်သူများလာပြီးတော့ကျွန်တော်ကို share လို့နောက်ပြီးအရှင်းမှာပြောထားတဲ့40 60သဘောတရားကသူ့သဘုံ page ကနေရောင်းတာကိုပဲတတ်မှတ်ထားတာဖြစ်လို့မောင်ခမ်းဝါကသူ့အကောင့်ကနေတသက် post တင်ပြီးရောင်းသေးတယ်တဲ့ပါစင်နဲ့ရောင်းတာနဲ့တစ်ခေါက်ကိုဘတ်သုံးသိန်းပဲလောက်ကိုယ်စလဲယူပြီးရောင်းနေတာတဲ့အမျက်ကနှစကျော်ဖြစ်လို့တွက်ကြည့်ပေါ်တဲ့ဒီအမျက်တွေက page ကရောင်းတာမဟုတ်လို့40ရာခိုင်နှုန်းဒေါ်လာအတွက်ဆိုတာလည်းမရှိတော့ဘူးအကုန်မောင်ခမ်းဝါအတွက်ပဲတဲ့ ်နော်ဒါအပြင်တပုံ product အသစ်ထုံတိုင်းမှာလည်းမန်ခမ်းမှာကိုယ်စားလှယ်ကြီးယူတယ်ဒါကြောင့် product တွေတစ်ခုပြီးတစ်ခုအသေးပံထုတ်ဖို့သူကကြိုးစားတာတဲ့အဲ့တော့ကျွန်တော်ပြောချင်တာကအဲ့ဒီခန့်ကိုကအဲ့ဒီမန်ခမ်းမှာအကြောင်းကိုဘယ်တော့မှသိတာလဲသိတာကြပြီလားပြောကောပြောခဲ့သလားမပြောခဲ့တဲ့ဘူးလား ျွန်တော်ပြောချင်တာနော်ဘာကြောင့်လဲဆိုတော့အဲ့မောက်ခမ်းဝါကဒီလောက်တောင်ယူတာအဲ့တော့ဒီသဘုံကော်ပီဆိုတာကိုကျွန်တော်တို့က viewerly ထင်တာကတော်လည်းရေးကထုတ်တယ်တော်လည်းရေးရံမုံငွေအခုကြတော့မှ40 60နဲ့တော်လည်းရေးက40ရာခိုင်နှုန်းပဲရပြီကျန်တာ60ကမောက်ခမ်းဝါနဲ့ broadcast ကယူတယ်ဆိုတာအခုမှသိတယ်သူရေးပြမှသိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကခင်ဗျ celebrity တွေတော်လည်းဆယ်လီတွေ ကျွန်တော်ဒီနေရာကနေတရင်စကားပြေးခြင်းတယ်ခင်ဗျားတို့လည်းဒီကိစ္စကိုသိခြင်းမှာသိမှာကျွန်တော်တရင်စကားပြေးခြင်းတယ်ခင်ဗျားတို့ပစ္စည်းတစ်ခုခုကို promote လုပ်ပြီးညှင့်တင်ပြီးဆိုလို့ရှိရင်ဒီပစ္စည်းကတော်လည်းအဲ့တက်ကိုတရားရဂိုင်းတော့သွားမှလာအကျိုးအမြတ်ကဘာတူတွေယူတာလဲဒီလောက်ကိုတော့သိအောင်လုပ်ပြီးပြည်သူကိုအဲ့လိုမျိုး transparency နဲ့ပွင့်လင်းမြင်သာမှုနဲ့ပြောပြစေခြင်းနဲ့ခင်ဗျားတို့လည်းသိစေခြင်းနဲ့ခင်ဗျားတို့လည်းသိကြမှာသိမှာဒါအပြင်ကို နော်ဒါဒီဥစ္စာအဖွဲ့တွေနဲ့တွဲပြီးလောက်တာလားနောက်တစ်ခုဒါကတော့နုဂျီကိုကျွန်တော်ပြောတာ NUG ကိုကျွန်တော်ပြောတာခမရို့သက်ဆိုင်တွေကောက်ခဲ့တယ်ဖန်ရေဇာတွေနဲ့ကောက်ခဲ့တယ်အဲ့ဒီဖန်ရေဇာတွေကနော်အဲ့ဒီဖန်ရေဇာတွေကအခုလိုမျိုးကော်မရှင်တွေစားတာလားနော်ဘလို့တွေယူလာလဲဆိုတာခမရို့ပြည်သူကိုတကယ်ကိုတာဝန်ယူပြီးတာဝန်ခံပြီးထွက်ရှင်းတယ် အဲ့ဒီ fundraiser တွေထဲမှာခင်ဗျာအခုဆိုတိုက်ဆောက်ကားစီအရက်ဆိုင်ဖွင့် store ဆိုင်ဖွင့်အိမ်ကိုတလုံးနှလုံးသုံးလုံးဝယ်တဲ့တခိုးမတွေတော့ပေါ်နေပြီခင်ဗျားတို့အခုချိန်ကြီးအရေးမယူဘူးအဲ့ဒါလေခင်ဗျားတို့တာဝန်ပြည့်ဝမှုနဲ့တော်လေအပေါ်မှာသစ္စာဖောက်မှုဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့သတင်းစကားကခင်ဗျားတို့ဒီလိုမျိုးခိုးမှုတွေအကျင့်ပြတ်ချစားမှုတွေရှိပြီဆိုလို့ရှိရင်ဟော့ရှော့ဟိုလေးတကြောကြောဖြစ်တော့မှာ သူ့မှာဟိုကိစ္စရှိသေးတယ်ဒီကိစ္စရှိသေးတယ်လို့ပြောမဲ့စာငိုကလေးကတတိရှိရှိနဲ့ငါ့ကိုဘဒုဘာတဲ့ဓမ္မကိုငါရက်တည်မယ်ဟေးအားလုံးကိုအဲ့လိုဖြစ်စေခြင်းလေပြောခဲ့စေခြင်းလေအရင်ကတည်းကပြောစေခြင်းလေဆိုတာကိုကျွန်တော်ပြောချင်တာအဲ့တော့ဟောရပါဗျာအခုခန့်ကိုအခုရေးပြလိုက်တော့ကျွန်တော်သိတယ်ဂျေဆုတင်တယ်သူလည်းအခုမှသိတာဖြစ်ကောင်းဖြစ်နေတယ် ဒါပေမဲ့ကျွန်တော်ဒီနေ့ပေးခြင်းတဲ့သတင်းစကားကကျွန်တော်တို့အရောက်ချင်းစီတိုင်းပြီးမှန်ကန်တဲ့သတင်းစကားတွေကိုသိအောင်ကိုယ်တိုင်အားထုတ်ဖို့လိုတယ်အထူးသဖြင့်နိုင်ငံတကာရောက်မြန်မာတွေပို့ပြီးသိဖို့လိုတယ်ခင်ဗျားတို့တဲလေးတနေအလုံးနဲ့အိမ်အိမ်နဲ့အလုံးလုံးဝကိုခင်ဗျားတို့အမှန်တရားမြေပြင်အမှန်တရားကိုနော်ခင်ဗျားတို့သိဖို့စူးစမ်းစီခြင်းတယ်အဲ့သိရင်လေမြုံမထားပဲနဲ့၃နှစ်၄နှစ်၅နှစ်လောက်ကြာတော့မှ ဒါမို့ပြဿနာတစ်ခုခုပေါ်လာတော့မှပြုံပြီးပြောမယ်စာသတ္တိရှိရှိနဲ့ရဲရဲဝုန်းဝုန်းနဲ့ငါ့ကိုဘဒုဘလို့ထင်ထင်ဟဲ့ဓမ္မဘက်ကယက်တည်မယ်ဆိုပြီးတော့ပြောချဖို့သိအေးကြီးတယ်အဲ့ဒါဒီနိုင်ဖို့နီလန်းမြားကိုနိုင်ဖို့လောက်နိုင်သူများကိုရွေးချယ်ခြင်းဖြစ်သည်ဆိုတော့ကျွန်တော်ခင်ဗျားတို့ဒီနေ့တင်ဆက်ကပေးချင် အဲ့တော့ခမည်းတော်မှာရှိတဲ့ရွေးချယ်ပိုင်ခွင့်ဆိုတာအဲ့ဒါခမည်းတော်မှာရှိတဲ့ဆုံးဖြတ်ပိုင်ခွင့်ဆိုတာအဲ့ဒါနိုင်ငံတကာရောက်မြန်မာတွေကခမည်းတော်မှာနှစ်စတောင်ဝင်ရှိတယ်ဘာကြောင့်လဲပြည်တွင်းတွေမြန်မာပြည်သူတွေကခမည်းတော်လိုလွတ်လွတ်လပ်လပ်လိုင်းသုံးလို့မရဘူးရေးလို့မရဘူးပြောလို့မရဘူးအဲ့တော့ဒီနေ့သတင်းစကားကျွန်တော်တို့ဒီအမှန်တရားကိုသိပြီဆိုလို့ရှိရင်လင်းနဲ့ငါးနဲ့ကြောင်မဆောက်ပါနဲ့နော် hot shot issue တွေပေါ်လာတဲ့ဒီမဆောက်ပါနဲ့ပြီးရင်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ကချက်ချင်းယက်တီပြောဆိုခြင်းသည်တော်လိုင်းရေးကိုနိုင်အောင်လုပ်ဖို့လုပ်တဲ့နည်းတွေကတနည်းဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေရာကနေပြောခြင်းတယ်။ဏိကုံချုပ်အနေနဲ့ကျွန်တော်တို့ဒီအောင်မြင်မှုကိုအရယူခြင်းမှတပါအခြားမရှိအဲ့တော့ဒီအင်္ဂလန်ရဲ့ဝန်ကြီးချုပ်ကြီးဝင်းစတန်ချာချီပြောသလိုအနိုင်ရဖို့ဘလို့ပဲလုပ်ရလုပ်ရနိုင်အောင်ကြိုးစားမယ်ရက်ဆက်မှုတွေအားလုံးကြားမှာပဲအနိုင်ရဖို့လုပ်မယ် လန်ခီဘလောက်ရှေကြပြီးခက်ခဲနေပါစေအနိုင်ရဖို့စက်တိုက်တယ်ဘာလို့လဲဆိုတော့မနိုင်ရင်ရှင်သန်မှု မရှိတော့လို့ပါဆိုတဲ့စကားလိုပဲကျွန်တော်တို့မှာအောင်မြင်မှုကိုအရယူခြင်းမတပါအခြားမရှိကျွန်တော်တို့ကအောင်မြင်မှုကိုအရယူခြင်းမတပါအခြားမရှိကျွန်တော်တို့မှာအောင်မြင်မှုကိုအရယူခြင်းမတပါအခြားမရှိတဲ့အတွက်ကျွန်တော်တို့ဒီဒေါ်လာရေးကိုနိုင်ကိုနိုင်ရမယ်နိုင်ကိုနိုင်ရမယ် နိုင်ကိုနိုင်ရမယ်အဲ့လိုနိုင်ဖို့နီးလန်းတွေကိုနိုင်အောင်လုပ်နိုင်သူများ ਨੇ အောင်မြင်မှုကိုအရယူရမှာဒီကျွန်တော်တို့အရောက်ချင်းစီတိုင်းရဲ့တာဝန်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကခုနကစစ်ခွေးဘောမအယောကိုက်တုတ္တဆိုတဲ့ကောင် YouTube မှာလာပြီးတော့မထော်မနဲ့လာမေးတယ်လို့မျိုးဘယ်တော့နိုင်မလဲလို့လာမေးတဲ့ကောင်နေနော်အဲ့ဒီခုနတုတ္တဆိုတဲ့စစ်ခွေးဘောမမင်းကငါထပ်ပြောမယ်ငါတို့ဓမ္မဘတ်တော်သားတွေအဲ့လိုမမေးဘူးအဲ့လိုမပြောဘူး သိလားနိုင်ဖို့ပဲဝိုင်းလောက်တာဘယ်တော့လဲဆိုတာဘယ်တော့နိုင်မလဲဆိုတာဘယ်ဖះမှမပြောနိုင်သလိုဘယ်ဘယ်ရင်ဆရာမကြုံမပြောနိုင်အဲ့ဒါကချက်မှန်ကန်တဲ့အကျိုးတရားမှန်ကန်တဲ့တရားအေးနိုင်ဖို့တော့ငါတို့မှတခြားနီလာမရှိဘူးနိုင်အောင်လုပ်ကိုလုပ်မှရမယ်ငါတို့ဒီအောင်မြင်မှုကိုအရာယူခြင်းမှတပါအခြားမရှိခြင်းဆိုတာဒီအမှန်တရားဖြစ်တယ်ဓမ္မတရားဖြစ်တယ်ဒါကြောင့်မလို့ဒါကိုရအောင်ရအောင်ရအောင် လုပ်ကြမှာ ငါတို့အားလုံးရဲ့တောင်းပန်အဲ့ဒါငါတို့ကဒီလိုလောက်ကြပြင်မင်းတို့ကိုတရားစီရင်မဲ့နေ့တွေလဲတနေ့တကြပို့နီးလာပြီဆိုတော့အယိုးကိုက်ဘောမတွေအကုန်လုံးမင်းတို့သိစီဖို့လိုတယ်အဲ့တော့ဒီကုန်းကျောင်းအနေနဲ့ကျွန်တော်တို့ဒီအောင်ကိုအောင်မှဖြစ်တယ်နိုင်ကိုနိုင်မှဖြစ်တယ်မအလာဒီတက်ပြတ်နေပြီမအလာဂျုံဂျုံချနေပြီမအလာမုတ်လပွေဖြစ်နေပြီမအလာတက်လေတိုက်တန်းရှုံတက်တိုင်းပြက်မလာတက်လေခွေးတွေဝတ်တွေခွေးလိုဝတ်လိုအဖမ်းခံနေရပြီ မာလကီးယားနေပြီဂျုံဂျုံကြနေပြီမျိုးစားဖြစ်နေပြီငစားဖြစ်နေပြီလဒတွေအကင်ခံနေရပြီနှစ်တွေအကင်ခံရနေပြီပစင်းတွေအကင်ခံနေရပြီဂျက်တွေအကင်ခံနေရပြီမအားလာရဲ့ညီကောင်းကမနေ့ကတည်းဒီနေ့ပို့ပြီးတော့နီးလာပြီဆိုတာတင်ပြရင်လည်းအရေးတော့ဘုံမုတ်ချအောင်ကိုအာမီအောင်ရမီအောင်ရမီအောင်နေပြီအဲ့တော့ကျွန်တော်ပြီးတည်းလေးစီယာမိကွန်များရှိပါသလားရှိလို့ရှိရင်ကျွန်တော်ခဏဆောင်ပြပါမယ် ကျေးဇူးပါဒီလိုခွန်အားရှိတဲ့ comment တွေဖတ်ရတာလေနိုင်တဲ့အထိနိုင်အောင်တိုက်ပါတိတ်ကောင်းပါလေနိုင်စိတ်နဲ့အောင်စိတ်နဲ့သွားမယ်ကောင်းလိုက်တာကောင်းလိုက်တာ yes 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 မာလာဂျုံဂျုံကြနေပြီမှန်တယ်မာလာတက်ပြတ်နေပြီမာလာတိုက်တိုင်းရှုံးတက်တိုင်းပြတ်မာလာခွေးသေးဝတ်သေးသိပြီခွေးလိုဝတ်လိုအဖမ်းခံနေရပြီကြီးကြီးလိုက်သူ့မှာတက်မှမူတွေဘန္ဒကောင်မာလကီးရသွားပြီလေတိုင်းမှုတွေစစ်တုံမှန်းဖြစ်နေပြီမာလာ ဂျုံယုံကြနေပြီသွားပြီစိတ်ဓာတ်ကနေစပြီးတော့နော်စိတ်ဓာတ်ကနေစပြီးတော့တောက်လျှောက်နောင်လို့ရမယ်အဲ့နောင်လုတ်တယ်ဆိုတဲ့နေရာမှာ NUG ထဲမှာရှိတဲ့နော်မကောင်းတဲ့သူတွေအကုန်လုံးဖယ်ကိုဖယ်ရမယ်လူသစ်မျက်နှာသစ်တွေနဲ့အစားထိုးရမယ်အဲ့ရန်နေရာကြီးထဲမှာရှိတဲ့မကောင်းတဲ့သူတွေ အရေးချင်းမရှိတဲ့သူတွေမလုံနိုင်တဲ့သူတွေအကျင့်ပြတ်ချစားမှုရှိတဲ့သူတွေအကုန်လုံးကိုဖယ်ကိုဖယ်ရှားပြီးတော့လူသစ်စိတ်ပဲနမ်နော်အတွေးခေါ်သစ်တွေစိတ်တဲ့သစ်တွေနဲ့တွားမှာအဲလိုရဲ့ session 33ကဘယ်လိုလဲအဲ့ဒါကနိုင်ငံတကာကလုတ်တာကတော့သူကတော့ဇာကြတွားမှာပါသူတို့လုတ်ပါလိမ့်မယ်လုတ်တဲ့အခါမှာတော့စစ်ကောင်စီကတော့အဓိကထိပါလိမ့်မယ်နော်ထိပါလိမ့်မယ် ဆိုတော့ first labor ထိမယ်လीနော်အခုအတ္တမအလုတ်ခိုင်းစီခြင်းနဲ့နောက်တစ်ခါကျတော့အတင်းကျက်စစ်မှုထမ်းခိုင်းခြင်းသည်ဒါတွေကမှားတယ်လीနော်မှားတယ်ဆိုတော့ဒါတွေနဲ့နိုင်ငံတကာ law တွေနဲ့ညှိပါတယ်နော်ဟုတ်ကဲ့နိုင်ငံကနိုင်ငံမြေအောင်စိတ်နဲ့သွားလို့အောင်ကိုအောင်မြေမှန်းနေရှင်းလိုက်တာကောင်းပါတယ်ဟုတ်ကဲ့ NUG ကနာအလုတ်မယ်ဆိုရင် NUG ကိုအရင်ရှင်းရမယ်ညီတဲ့ဟုတ်ကဲ့ပါလူငယ်သက်တွေဟုတ်တယ်အတွေ့အကြုံသက်တွေနဲ့အစားထိုးရမယ် we are the winner မှတ်ပါတယ်ကိုကြီးမနဲ့ we are the winner we must win ဘာကြောင့်လဲကျွန်တော်တို့မှာတခြားရွေးစရာမရှိ Winston Churchill ကဘာပြောလဲ victory at all costs victory in spite of all terror victory however long and hard the road maybe for without victory there is no survival winston churchill ူပြောသလိုပဲကျွန်တော်တို့ဒီအနိုင်ရဖို့ဘယ်လိုပဲလုပ်ရလုပ်ရနိုင်အောင်ကြိုးစားမယ်ရက်ဆက်မှုတွေအားလုံးကြားမယ်အနိုင်ရဖို့လုပ်မယ်လမ်းခီးတွေဘလောက်ရှည်ကြပြီးခက်ခဲနေပါစေအနိုင်ရဖို့စက်တိုက်မယ်ဘာလို့လဲဆိုတော့မနိုင်ရှင်သမှုမရှိတော့လို့ပါဆိုရက်ဝစ်စတန်ချာချီရဲ့ပြောခဲ့တဲ့စကားကကျွန်တော်တို့လက်ရှိမြန်မာပြည်မှာလာပြီးတော့ဖြစ်နေပါတယ် ျွန်တော်တို့ဒီဒေါ်လာရေးကြီးကိုစပြီးတော့ပါဝင်လာတဲ့ PDF တွေဂျန်စီတွေအကုန်လုံးကနိုင်တဲ့အထိသွားမယ်ဆိုပြီးတော့ပြောတာကြီးပဲအောင်ဝဲဖို့အရာယူမှာနိုင်မှတည်ကြတယ်ဆိုပြီးတော့ပြောတာတွေကြီးပဲနော်ဟန်ဆောင်လို့မရပါဘူးတကယ်အစ်စ်တွေက PDF အစ်စ်တွေကသူတို့ကဘယ်တော့နိုင်မှာလဲလို့မမေ့ပါဘူးနိုင်အောင်တိုက်နေပါတယ်ဘလောက်ကြာတယ်လဲလို့ကြာမှာလဲလို့သူတို့မမေ့ဘူးတကယ် PDF အစ်စ်တွေက နိုင်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဘာလုပ်ရမလဲဒီလိုပဲမေးပါတယ်။ဒီအောက်မှာလာပြီးတော့ကျွန်တော်ကို PDF ရောင်စောင့်ပြီးတော့စခမအလခမတခသစခင်ဗျားတို့တွေဟန်ဆောင်ကျွန်တော်ကပြင်းတယ်။အေးခင်ဗျားတို့တွေမင်းအောင်လိုက်အတွက်ခွေးပစုံလုပ်နေခင်ဗျားတို့ကပြည်သူကဒဏ်ခတ်မှာအဲ့ဒီပြည်သူဒဏ်ခတ်ဖို့ဥပဒေကိုဆွဲတဲ့အခါမှာကျွန်တော်ပါပါမယ်ဗျ။နော် အဲ့တော့ကျွန်တော်တို့အောင်ကိုအောင်မယ်ကျွန်တော်တို့နိုင်တဲ့နေရာကနေအားလုံးပါဝင်ကြမယ်ဒီဒေါ်လာရဲ့ကြီးအောင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တင်ပြနေတဲ့မာဗျူဟာ၅ချက်ရှိတယ်နံပါတ်၁စက်ကောင်စီစခအသစ်တွေရဖို့လို့အတွက်အတင်းကျစမှုတန်းဥပဒေနဲ့နော် လူသစ်စုဆောင်ပြီးတော့နော်တို့တို့အခုဆိုရင်8000တသိန်းလောက်အထိရသွားပြီအဲ့ဒါကို လုံနေတာကိုကိုနေလိုက်မရရအောင်ဖြတ်ရေးနံပါတ်၁မာဗျူဟာ၁နံပါတ်၂စက်ကောင်စီငှက်တိုက်လဒတိုက်များရှင်းလေးရေး နံပါတ်3စစ်ကောင်စီကာဝေးပစ္စည်းဆက်ယုံကပ္ပဆက်များရှင်းလင်းရေးနံပါတ်4စစ်ကောင်စီဆက်သွေးရေးနဲ့ဒေဝပုစ္ဆေရန်နရများရှင်းလင်းရေးနံပါတ်5စစ်ကောင်စီဤတိုင်းစစ်ဌာနချုပ်တမဆစ်ဌာနချုပ်တရရဌာနချုပ်နောက်တန်းများကိုအနားမရအောင်ရှင်းလင်းရေးဆိုတဲ့မဟာဗျူဟာ၅ချက်ကိုကျွန်တော်တို့တိုင်းသာကောင်းဆောင်ကြီးတွေနော်ຫນွေဥတလေကောင်းဆောင်ကြီးတွေ အကောင့်ထဲပေါ်သင့်နေဆိုပြီးတော့ကျွန်တော်တင်ပြခြင်းပါတယ်ဒီလိုတင်ပြတဲ့နေရာမှာအဲ့ဒီမဟာဗျူဟာတွေကိုနီးဗျူဟာအနေနဲ့ယူကရိန်းက Spider Web အနေနဲ့ရုရှားကိုစော့တယ်လို့မျိုးကျွန်တော်တို့ကလည်း drone တွေကိုအစစ်မြင်မယ်နီးပရိယာတွေကိုအစစ်မြင်မယ်ဒုံးတွေကိုအစစ်မြင်ပြီးတော့အဝေးကနေပြီးတော့မအလာရဲ့လှိုင်ကောင်းတဲ့အထိကိုမအလာရဲ့ကပ်ပတ်စာတွေမအလာရဲ့ငှက်တိုက်တွေလက်ထပ်တိုက်တွေအကုန်လုံးကိုကျွန်တော်တို့ဝိုင်းပြီးတော့ဥချိုးပြီးတော့နှိမ်ပလိုက်လို့ရှိရင် အဆုံးသတ်တိုက်ပွဲနောက်ဆုံးကျွန်တော်တို့မအလာကိုကျွန်တော်ရဲ့ပထမဆုံး live ကကျွန်တော်အခုချိန်ဒီမှတ်မှတ်ထည့်ထည့်ရှိတယ်မအလာရဲ့နေပြီးတော့ကြွတ်တင်းတဲ့အထိကိုဒရုန်းနဲ့ကစ်မယ်ဆိုပြီးတော့ကျုံသွားပြီးတော့ကျွန်တော် live ကိုစတက်လာတာအေးအဲ့ဒီမအလာရဲ့နေပြီးတော့လှန်ကောင်းတဲ့အထိကိုကျွန်တော်တို့တွေဒရုန်းနဲ့ကစ်နိုင်တဲ့နေကိုရအောင်သွားပြီးတော့ဒီ noy တော်လိုင်းရေးကြီးကိုအောင်မြင်မှုကိုအရယူပြီးတော့မြန်မာပြည်မှာကျွန်တော်တို့နော် ကြည်စံဒီအစပန်းများပွင့်လန်းမှုအကြံပစတဲ့ကိုအမြစ်ကရိုက်ချိုးတဲ့နေ့ကိုရအောင်သွားကြမယ်လို့ထပ်မံ၍တင်ပြရင်းနဲ့နော်ကျွန်တော်တို့နာမည်ကြားလို့ရှိရင်စုံမယ်လीနော် Okay comment ရေးလို့ရရင်ရေးပါကျွန်တော်သိစေချင်တာတွေပြောပါဒါပြင်ကျွန်တော်ကိုအာ share လို့ရရင် share ပေးပါ မာလာနှလုံးငြိမ်စေတောက်နေရပြီရဲ့ကောင်းလိုက်တဲ့သတင်းမာလာသွေးကြစေတောက်နေရပြီ မာလာရဲ့အယူကိုက်ကြီးပြာခတ်နေပြီတဲ့ဟုတ်တယ်တကယ်ကိုဖြစ်နေတာနော်မာလာတက်ပြတ်နေပြီလောကတက်ပြတ်နေပြီစိတ်တက်ကစပြူတော့အခုမာလာသည်ဒီကောင်းလေးဘာဖြစ်လဲကြည့်ကြည့်လိုက်နော်တိုင်းမှုအဆင့်ပုံပန်းဖြစ်နေပြီတက်မမှုအဆင့်တွေမျောစွာဖြစ်နေပြီမာပြူကငါးချက်နဲ့အပြတ်တိုက်ထုတ်ကြမယ်နော်နီးပြူဟာအနေနဲ့ ဒရုန်းတွေကိုဆင့်မြင့်မယ်ဒုံးတွေကိုဆင့်မြင့်မယ်အဝေးကနေကင်မယ်နော်အဲ့တော့မာလာအကြံဖတ်စက်တက်နော်မာလာအကြံဖတ်စက်ခါတွေအကုန်လုံးမျိုးပြုံးစေရမယ်မျိုးကိုလုံးဝအမြင့်ဖြတ်ပြရမယ်မြေကနေလှမ်းအဲ့ဒီစက်ခါတွေဘောမတွေခမတာတွေခွေးပစုံတွေအကုန်လုံးလေတရားစီရင်တဲ့နေ့ဒီလက်ကြီးတွေနဲ့တရားစီရင်တဲ့နေ့ရောက်ကိုရောက်ရမယ်ကျွန်တော်ပြည်သူတွေယုံတယ်မလားယုံရင် yes လို့ရေးပါမင်းတို့ကောင်းနေခမတာတွေ စက္ခရီမလာရီခတ်သဆရီမင်းတို့ကိုအဝီစီကိုပို့မယ်ကွာမင်းတို့ကိုအဝီစီကိုပို့မယ်ကွာမင်းတို့ကိုအဝီစီကိုရအောင်ပို့မယ် yes ဟုတ်ပြီနော်ကျွန်တော်ပြီးသူတွေ yes or no ဟုတ်ပါတယ် yes โอเคအကုန်လုံးပဲ yes နော်မာလာအကြံပတ်စစ်တက်ကမင်းအောင်နိုင်တဲ့ကွာအိုက်ဆက်ခတွေအကုန်လုံးကျွန်တော်တို့အဝီစုကိုရောက်ပါမယ်ကျွန်တော်တို့နိုင်အောင်မြ мян ပြီးအောင်ဝိုင်းလုပ်ကြမယ်အောင်မြင်မှုတွေနေ့စဉ်မြင်နေရတယ်ကျွန်တော်တို့နိုင်ကိုနိုင်ရမှာနိုင်ကိုနိုင်မှာဖြစ်တယ်နိုင်ဖို့အောင်မြင်မှုကိုအရယူခြင်းမှတပါ yes definitely အောင်မြင်မှုကိုအရယူခြင်းမှတပါအချားမရှိအဲ့တော့ကျွန်တော်တို့တွေဝေဖန်နဲ့ထောက်ပြတယ်ကျွန်တော်ပြည်သူတွေနောက်ထပ်သတင်းစကားတစ်ခုပေးချင်တာဝေဖန်ရင် ထောက်ပြရင် ျွန်တော်တို့ကအဲ့ဒီဝေဖန်ထောက်ပြခြင်းနဲ့တူဘာလုပ်သင့်နေဆိုတဲ့အကြံပေးမှု recommendation နဲ့ remedy ဟိုပါကျွန်တော်ကသွားကြရမယ်ဒါဒီဒေါ်လာရေးကိုအစစ်မြင့်ခြင်းကျွန်တော်တို့လူထု society ကိုအစစ်မြင့်ခြင်းကျွန်တော်တို့ဒေါ်လာရေးကြီးအောင်ဖို့အစစ်မြင့်ခြင်းဖြစ်တယ်ဆိုတာကိုထပ်မံတင်ပြလိုက်ရတယ်အရေးတော့မဟုတ်ချအောင်ကိုအားမယ်အောင်နေပြီဗျ